ကပိုင်းနှချမ်းကွဲသွားရင်တော့အာရီတို့ချန်ပီယံလိဖလားရသွားလိမ့်မယ်ထင်တယ်။အားလုံးပဲမင်္ဂလာပါရွှေချားဖုတ်ဘောအကြီးကနေကြိုးဆိုပါရယ်။ IMAC 69 9000 miss တွေကိုယုံကြည်စိတ်ချတော့ကစားကြနေဆိုရင် Viber နံပါတ်399 444 925 3335 9ဆက်သွယ်စောင့်စားနိုင်ပါလိမ့်။ဒီပုံစံဒီအချိန်ဒီနေထားနေဆိုရင်တော့အာရီကိုသာချန်ပီယံလိဖလားပေးထားလိုက်တော့လို့ပြောချင်ပါလိမ့်။တချို့တွေကဒီလိုခံမှန်းတာမျိုးကိုမာယူရဲ့ဆန်နဲ့ခံမှန်းမှုလို့ပြောရင်လေအာယူဘုံယုံကြည်မှုရှိရှိနဲ့ပဲမာယူရဲ့ဆန်ပြလိုက်ချင်တာပါ တကယ်လည်းအာဆွေအသင်းရဲ့စွမ်းဆောင်မှုတွေကလုံးဝလက်ဖျားအခါချင်းစာကောင်းနေတာဖြစ်ပြီးတော့တခြားအသင်းတွေလိုခံစစ်ပိုင်းအားနည်းတဲ့အသင်းကိုကန်ကောင်းပြီးတော့နိုင်ခဲ့တာမဟုတ်ပဲစီမင်းတွေလိုခံစစ်ကစားတဲ့ညမှာဂရုဤတပါးဖြစ်တတ်မှတ်ချေခံရတဲ့ဒီပြကြီးတယောက်ရဲ့အသင်းကို၄ကိုတိသွင်းပြီးတော့အနိုင်ပြသွားခဲ့တာပါဒါမျိုးမှချန်ပီယံချီသွမ်းလို့မခေါ်ရင်ဘယ်လိုမျိုးခေါ်ရမှာလဲဆိုပြီးတော့မေးရတော့မှာပါကိုလိုရာကိုဆွဲပြီးတော့တွေးကြစမ်းပြောကြစမ်းဆိုရင်ဒီအသင်းချန်ပီယံလိပရီးမီးယားလိနဲ့ FA ဘလားပြိုင်ပွဲတွေရဲ့ချန်ပီယံအသင်းဟာအာကြီးမှတပါအခြားမရှိဆိုသလိုတခြားအသင်းတွေထက်အာဆွေအသင်းပဲပြင်းပြင်းမိတယ်လို့ဆိုရတော့မှာပါ ဘာသာရေးဆိုရင်ကစားပုံနီးစနစ်ရန်ရတောင်တင်းမှုစုဖွဲ့အားဒါတွေအားလုံးပြောစရာမလိုတဲ့ပြတိုက်စီော်ခန်းစစ်ပါဟန်ချက်ညီနဲ့ပုံစံကောင်းတွေကိုတောက်ဆောက်ပြသနေကြတဲ့အတွက်ကြောင့်ပါအာဆင်သေးတိုက်စီပိုင်းကိုကြည့်မလားဒါမှမဟုတ်ခန်းစစ်ပိုင်းကိုကြည့်မလားကွင်းလယ်ကိုရောရှင်နေသေးလားဆိုပြီးတော့မေးရအောင်အာဆင်မှာကလိုလီသိမ်းရှိဖက်ဖက်ကပြီးပြည့်စုံနေကြတာဖြစ်ပြီးတော့ဂိုးသမားနေရာမှာတော့ရာယာမှာကစားနိုင်ကဲပါလို့ဂိုးသမားအဆင်သင့်ရှိနေပါသေးတယ်အာဆင်နဲ့ပတ်သက်ရင်အကုန်လုံးသတိထားပြီးတော့နေနေကြရတာဖြစ်ပြီးအာဆင်နဲ့ဆုံတွေ့ရတာကတရေရပနဲ့တွေ့ရတာထက်တော့မှပို့ပြီးတော့ကြောက်စရာလန့်စရာကောင်းနေခဲ့လို့ပါ ာဆယ်နဲ့ရင်ဆိုင်မလားငရေဦးတဲ့ကျွတ်ကျွတ်မြောင်ကြော်ခံမလားမေးရင်ငရေဦးတဲ့ပဲဆေးမယ်ဆိုရဲလူတွေကလည်းပို့ပြီးတော့များလာအောင်မယ်ထင်ပါတယ်အာဆယ်ဟာလို့မျိုးကြောက်ဆရာလန့်ဆရာကောင်းနေကြတာဖြစ်ပြီးတော့ပရီးမီးယားလိမှာလည်းမက်ဘီစာထိတ်ဆုံးမှရှိနေကြတဲ့ချန်ပီယံလိပြိုင်ပွဲမှာဆိုရင်လည်းသုံးပွဲကစားသုံးပွဲနိုင်ပေးကိုလုံးဝမရှိဆိုရဲမှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ်ဘီအက်ဂျီနဲ့အင်တာမီလန်တို့ကသတို့ထပ်ပို့ပြီးတော့တွင်းကိုပို့များနေလို့အာဆယ်တဲ့အထက်မှာယက်တီနေတာဖြစ်ပြီးနောက်ဆက်တွဲအာဆယ်ဟာချင်းနေကောင်းကိုလည်းပိုင်ဆိုင်ထားပါပြီနောက်ဆက်တပ်ဖို့ဆိုတာကကောင်းနေမှာထိတ်ပြီးတော့သိစင်းစားစရာမလိုတဲ့အထိဂန်နာဖန်ရဲ့အတွေးထဲမှာသတို့သေးမော်ယုံကြည်မှုအပြည့်ရှိထားခဲ့ကြပါတယ် ပြီးခဲ့ညကစားခဲ့တဲ့ချန်ပီယံလိပွဲမှာဆိုလို့ရှိရင်အာဆွေယံအက်တလတီကိုမက်ဒရစ်အသင်းကိုအမရိတ်မှာအခန့်ကစားပြီးတော့ပထမပိုင်းမှာ9-0နိုင်ခြင်းမရှိခဲ့ကြပေမယ့်ဒုတိယပိုင်းပြန်ဆလို့မနေ့60မှာပြည့်ခင်မှာအဖွင့်ကိုစားတင်ရရှိခဲ့ပြီးအဖွင့်ကိုသိမ်းခဲ့တဲ့အချိန်ကနေ73မိနစ်အတွင်းမှာပဲအာဆွေယံသွင်းကို၄ဂိုးကိုဇက်တိုက်ရယူသွားခဲ့ပါတယ်။ဒါဘာတိပဲဘာသဘောလဲဆိုတော့မသွင်းလည်းမသွင်းဘူးသွင်းပြီးဟေးဆိုနေကြောက်ပါပြီးအော်လို့တော့မှတရားကျင်နာနေမှာမဟုတ်ဘူးဆိုတာကိုပြသသွားခဲ့သလိုပါခန်စစ်ကောင်းမှဆွဲအက်တလတီကိုမက်ဒရစ်အသင်းကို73မိနစ်အတွင်းမှာလေကိုရီသွင်းခဲ့တာကံကောင်းပြီးတော့သွင်းကိုရရခဲ့တာမဟုတ်သလိုကြက်တိုးပြီးတော့ဂိုးတွေသွင်းခဲ့တာလည်းမဟုတ်ပါဘူး အာဆင်သင်းတို့အဖွင့်ကိုတော့ဒုတိယပိုင်း58မိနစ်မှာပြစ်ဒဏ်ဘောကနေဒက်ကလန်ရိုက်စ်ကန်နေပေးလိုက်တော့ဂါဘရီယာခေါင်းတိုက်ပြီးတော့သွင်းခဲ့ပြီး64မိနစ်မှာမာရီနလီ69မိနစ်90တို့မှာယော့ကရက်ဆိုကဇက်တိုက်ဆိုလိုဂိုးတွေသွင်းခဲ့ကြဖြစ်ပါတယ်ကွေးမတိုင်းကယော့ကရက်ဆာအာစတင်အတွက်ဂိုးတွေမသွင်းပေးနိုင်တာကြားပြီးဖြစ်တာကြောင့်ဝေယမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့အတ္တရာဒီကိုနဲ့ဘွဲမှာတော့၃မိနစ်တွေးမှာပဲနှစ်ဂိုးတွေသွင်းပြသွားပါတယ်။အာစတင်တဲ့အတရာဒီချန်ပီယံလိဂ်၃ဘွဲကြားပြီးတဲ့ဒီဘေးကိုလုံးဝမရှိသေးပဲအင်တာမီလန်တဲ့တဲ့သူဘေးကိုမရှိသင်းဖြစ်ရတည်နေပါတယ်။ အာဆင်တရစပိန်ကလပ်တွေဖြစ်တဲ့ရီယယ်မက်ဒရစ်နှစ်ကြိမ်၊ဆီဗီလာနှစ်ကြိမ်၊ဂျီရိုနာဘီဘောင်းနဲ့အခုအက်တလတီကိုမက်ဒရစ်အသင်းတို့ကိုဇက်တိုက်နိုင်ရခဲ့တာကြောင့်ချန်ပီယံလိပြိုင်ပွဲတစ်လျှောက်စပိန်အသင်းတွေကိုခုနှစ်ပွဲဇက်တိုက်နိုင်နိုင်ခဲ့တဲ့ဗမာသုံးကလပ်အသင်းဖြစ်မှတ်တမ်းဝင်သွားပါလိမ့်။ဒါပြင်ကုနိုင်ပွဲအာဆင်အသင်းတို့ချန်ပီယံလိပွဲတရာမြောက်နိုင်ပွဲဖြစ်ရာပြီးနိုင်ပွဲပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတော့လက်ရှိစွမ်းဆောင်ပုံနဲ့ရလက်တွေရကပိုင်းနှစ်ချမ်းကွဲသွားရင်တော့အာဆင်တို့ချန်ပီယံလိဘလော့ကိုရယူသွားပွဲရှိနေပါလိမ့်။